မင်္ဂလာပါ The One Sport ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဒီကနေ့တော့ကျွန်တော်လဘောသိန်းရဲ့သတင်းကောင်းတစ်ပုဒ်နဲ့စတင်ချင်ပါလိမ့်လဘောသိန်းရဲ့စာချုပ်တဲ့ချုပ်ဆိုတော့မလားစာချုပ်တဲ့မချုပ်ဆိုဘူးလားဆိုပြီးကာလရှည်ရာဆောင်မျိုးနေကြတဲ့မိုဟာမက်ဆာလာဟာလဘောသိန်းရဲ့စာချုပ်တဲ့ချုပ်ဆိုပြီးအနာဂတ်ပတ်သက်ပြီးထွက်ပေါ်နေတဲ့ကောလာလာတွေကိုအဆုံးသတ်လာခဲ့ပြီးဖြစ်ပါလိမ့်အသက်32နှစ်အရွယ်မိုဟာမက်ဆာလာကလဘောသိန်းရဲ့နှစ်နှစ်စာချုပ်တဲ့ချုပ်ဆိုလာခဲ့တာဖြစ်ပြီးစာချုပ်တဲ့ကြောင့်ဒဗက်လောက်ကလာစာပေါင်၄သိန်းအထိရရှိလာမှလည်းပဲဖြစ်ပါလိမ့် ။ဒါပြင်တော့ဦးတင်အောင်မိုဟာမက်ဆလာပြင်တင်ကောင်းဆောင်ဘာဂျေဘာနိုက်ကိုလည်းစာချုပ်တွေထုတ်ဆိုဖို့သဘောတူညီမျှောရှိသွားပြီဖြစ်ပြီးမကြာမီစာချုပ်တွေကိစ္စကိုကြေညာလာဖို့ရှိနေပါလိမ့်။မောဟမက်ဆလာစာချုပ်တေကြောင့်အန်ဖီမှာ2029ခုနှစ်အထိရှိနေမှာဖြစ်ပြီးစာချုပ်တေကြောင့်ပေါင်41.6တန်းအထိရရှိမှာလည်းပဲဖြစ်ပါလိမ့်။စာချုပ်တေချုပ်ဆိုလာမှုနဲ့ဒုညရာဒီမှာအန်ဖီကနေမောဟမက်ဆလာတေရောက်အလွတ်ပြောင်းချွေခြင်းနဲ့ထောက်ခါမယ်ဆိုတဲ့ကောလာလာတွေအဆုံးသက်လာခဲ့ပြီးဖြစ်ပါလိမ့်။ ဇာလာဆော်ရီကနေတနင်္လာခလာစာပေါင်တန်း130နဲ့စာချုပ်ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်အန်ဖီမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။မိုဟမက်ဇာလာရင်းနှုန်းကလဘောက်အသင်းမှာတပတ်လုံးခလာစာပေါင်3သိန်းခွဲရရှိခဲ့တာဖြစ်ပြီးစာချုပ်အသင်းကြောင့်ပေါင်4သိန်းအထိတိုးမြင့်ခံစားခွင့်ရရှိလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဆလာစာချုပ်တင်ကြောင့်လဘောက်အသင်းမှာလောကလာစာအများဆုံးရတဲ့အစားမတစ်ယောက်ဖြစ်ဆက်ရှိနေသလိုပရီးမီးယားလိမှာလည်းဟာလန်ပေါင်9သိန်းပြည့်တော့ဒုတိယလောကလာစာအများဆုံးရဇာမအဖြစ်ရည်တည်ခဲ့တာလည်းပဲဖြစ်ပါလိမ့် မော်ဆလာတပေါင်းတင်တွင်ပရီးမီယာလီမှာ184ကိုသွင်းယူထားသူဖြစ်ပြီးပရီးမီယာလီသမိုင်းမှာပြင်စမဂိုးအများဆုံးသွင်းယူထားသူအဖြစ် EAD နေတာလည်းပဲဖြစ်ပါလေ။ဒါပေမဲ့သူကပရီးမီယာလီသမိုင်းမှာဒုတိယဂိုးအများဆုံးသွင်းယူထားတဲ့ဟာရီကိန်း39ဂိုးတဲ့တော့ကွာဟနေတာဖြစ်ပြီးစာချုပ်နှစ်နှစ်ကာလအတွင်းမှာစပါတန်စမူအောင်ရဲ့စံချိန်ကိုရိုက်ချိုးနိုင်ဖို့ရှိနေတာလည်းပဲဖြစ်ပါလေ။အင်နာမမီအသင်းရဲ့စာချုပ်တွေထုတ်ဆိုဖို့အလွန်နေဆက်နေပြီဖြစ်တဲ့လီယိုနယ်မက်ဆီ လေယောနမစီကတော့အင်တာမာမီအသင်းနဲ့စာချုပ်တွေချုပ်ဆိုနိုင်ဖို့အတွက်အလွန်လေးစားနေပြီလို့သိရှိရပါတယ်။အာဂျင်တီးနားကလည်းဇာမဟာ2023နှစ်မှာမေဂျာလိဂ်ကလပ်ကိုပြောင်းရွှေ့လာပြီးတဲ့နောက်လေးရမျက်နှာဖုံးရှင်ဖြစ်လာသူလည်းပဲဖြစ်ပါတယ်။အသက်39နှစ်အရွယ်လေယောနမစီကအခုနှစ်ကုန်မှာအင်တာမာယာမီနဲ့စာချုပ်တန်တန်ကုန်ဆုံးမှလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ထွက်ပေါ်လာတဲ့သတင်းတွေအရဒေါ်လာချန်ပီယံဟာ Sunshine State နဲ့စာချုပ်တန်တန်2ချုပ်ဆိုလာမှဖြစ်ကြောင်းသိရှိရပါတယ်။ တကယ်တမ်းဒီရဲ့ဖော်ပြချက်ရောက်အင်တာမိုင်ယာမီနဲ့လီယိုနယ်မက်ဆီအကြားစာချုပ်တွေချုပ်ဆိုရေးအလွန်နှိစက်နေပြီဖြစ်ကြောင်းသိရှိရပါသည်လီယိုနယ်မက်ဆီကိုစာချုပ်တွေချုပ်ဆိုရေးကိုအင်တာမိုင်ယာမီရဲ့ပူတဲ့ပန်းရှင်ဒေါ်မတ်စ်ကဦးဆောင်ပြုလုပ်နေတာလည်းပဲဖြစ်ပါသည်။ဒူဝါလာမဲ့2လကနေ3လအတွင်းလီယိုနယ်မက်ဆီကိုစာချုပ်တွေချုပ်ဆိုရေးအပြည့်အစုံလာမှာဖြစ်ကြောင်းသိရှိရပါသည်။ အဲဒါမှမြေသိန်း126ခုနဲ့မှာပေါင်တီဘီလီယံတန်ကြီးရှိမိုင်ယာမီဖရီးဒမ်ဘတ်စတေဒီယံကွင်းသစ်ကိုပြောင်းရွှေ့လာမှာဖြစ်ပြီးလီယိုနယ်မက်ဆီကလည်းကွင်းသစ်မှာကစားလာမှာလည်းဖြစ်ပါလိမ့်။ဒီကွင်းသစ်မှာပရိသတ်ဥယျာဉ်2500ဆန်ပြီးအေကအနေနဲ့131အေကအတွင်းမှာတည်ဆောက်ထားတာလည်းဖြစ်ပါလိမ့်။ဘလူနီယောစုကိုချစ်ခြင်းစုကူထားတဲ့လီယိုနယ်မက်ဆီဟာအင်တာမာမီအသင်းကိုရောက်ရှိပြီးနောက်48ပွဲစားထိုင်ရမှာ52ဂိုးတွင်းယူပေးထားတာလည်းဖြစ်ပါလိမ့်။ တရားလီမကောင်ဆုံးပြီပါပဲအာဆနယ်အသင်းရဲ့တိုက်စစ်အတွက်ပါဝင်ကစားပေးလာဖွယ်ရှိနေတဲ့ဂိုင်ဘက်စ်အာဆနယ်ရဲ့နီးပြောင်မီခင်းအာလီရာကဂိုင်ဘက်စ်မှာအခုရာသီမကောင်ဆုံးပြီအသင်းအတွက်ပြန်လည်ကစားနိုင်ကြောင်းဖွင့်ရပြောဆိုလာပါတယ်ဂိုင်ဘက်စ်ဟာဖေဖော်ဝါရီလလုံးကဒူဘိုင်းရာသီဝက်၄ချိန်အစီအစဉ်မှာတကောကြောက်တရားအခြေခံဖြစ်ပြီးရာသီကုန်တိအနားယူရမယ်လို့ယူဆခြင်းခံထားရပါတယ် ဒါပေမဲ့လည်းအခုအခါမှာတော့နေပြာရီတာကကန်ဘက်ဆက်ဒိုင်ယာမှာထဲမဲ့ထတာတက်ကိုပို့ပြီးတော့တိုးတက်နေမှုနဲ့အတူရာသီမကုန်မီပြန်လည်ကစားနိုင်ကြောင်းအခုလိုပဲဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။သူပြန်စားနိုင်မှုကျွန်တော်တို့မျှော်လင့်နေပါလိမ့်။ဒါပေမဲ့စောင့်ကြည့်ရအောင်မယ်လို့တော့ထင်ပါတယ်။ဆိုပြီးဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ ်အဒါနဆာ9နှစ်ရွယ်ဒေါလီစတာဟာဖေဖော်ဝါရီလကတော့ကြောတရားကိုခွဲစစ်ကုသမှုပြုလုပ်ခဲ့ရသူဖြစ်ပြီးအခုအပတ်အစောပိုင်းတုန်းကတရားကနေထိမှန်ထားတာထက်တိုးတက်ကောင်းမွန်နေကြောင်းဗီဒီယိုဖိုင်ခုတင်ပြီးတော့ပြောဆိုထားတာလည်းဖြစ်ပါလိမ့်တကယ်လို့များကံပဲဆိုပြန်ကစားနိုင်မယ်ဆိုရင်တော့ချမ်ပီယံဖြစ်ဖို့မျှော်လင့်နေတဲ့အာဆင်အသင်းအတွက်တရင်းကောင်းကြီးတစ်ခုလည်းပဲဖြစ်နေပါလိမ့် အာဇနယ်ရဲ့ချန်ပီယံကွာလာဖိုင်နယ်ပရမကျော်ပဲစင်မှာလက်ရှိချန်ပီယံရီယယ်မထွေအသင်းကို၃ဂိုးဂိုးမရှိတဲ့အနားရရှိထားတာဖြစ်ပြီးဆီမီဖိုင်နယ်ကိုခြေတစ်ဖက်လှမ်းထားပြီလို့တော့ဆိုလို့ရပါတယ်။နေယူအာဇနယ်ပွဲကိုအော်ရနာကိုအရန်ခုံ ပို့ဖို့အလေးနက်ထားစဉ်းစားနေတဲ့နေပြအာမော်ရီနေပြရူဘီအာမော်ရီကဒိန်းဝင်နဲ့နေယူအာဇနယ်အသင်းကိုဝေးခွင်းကိုသွားရောက်ရင်ဆိုင်ရမယ့်ပရမလီပွဲစဉ်မှာအော်ရနာကိုဘွဲထွက်လူစင်းကနေထန်လန့်ပြီးတော့အရန်ခုံကိုပို့ဖို့အလေးနက်ထားစဉ်းစားနေတယ်လို့သိရှိရပါတယ်။ ယူနိုက်တက်ရဲ့နံပါတ်1ကိုသမားကမိုင်းနတ်တဲ့အသားမောင်းတယောက်ဖြစ်တဲ့မာတင်နဲ့အပြန်လန်စကလုံးစစ်ပွဲဆင်နွှဲခဲ့ရပြီးတော့ခက်ခဲတဲ့ရဲတပ်ဘက်ကြုံတွေ့နေရတာလည်းပဲဖြစ်ပါလိမ့်တော်မာလေးနဲ့ဇဂလုံးစစ်ပွဲဆင်နွှဲပြီးတော့ဂျားရဲ့လိုင်ယွန်အသင်းနဲ့နှစ်ကိုစီတီရတဲ့ယူဘာလီကွာတာဖိုင်နယ်ပရမကျော်ပွဲစဉ်မှာလိုင်ယွန်ရရှိသွားတဲ့သွင်းကိုနှစ်ကိုစုံကိုအမှားပြုလုပ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒီပွဲပြီးတော့နေမြောင်မော်ရီကအိုနန်နာအပေါ်ယုံကြည်မှုတွေဆက်လက်ရှိနေစေဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့သလိုအပြင့်တေးနေမှာမဟုတ်ကြောင်းလည်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒါပဲလည်းနေပြောင်မော်နီကစိန်ကျင်းဘက်မှာဇောင်းသွားမဲ့ပရီးမီယာလိပွဲစဉ်မှာတော့အပြောင်းအလဲပြုလုပ်ဖို့အလေးနက်ထားစဉ်းစားနေတယ်လို့သိရှိရပါပြီ။မော်ရီလိုမျိုးနေပြောင်နန္ဒာကိုနားပေးပြီးနံပါတ်1ကုသမဘာရာကိုအသုံးပြုသွားဖို့အတွက်စီစဉ်နေတယ်လို့သိရှိရပါပြီ။နေပြောင်မော်နီကတခါလေနိုင်ဝဲရောက်ရှိတာကလာမဲ့ပွဲစဉ်အတွက်အကောင်းဆုံးပြင်ဆင်မှုဖြစ်နေတတ်ပါလေ။ထို့ဇောင်းမတွေကိုဂယုဆိုင်သွားရပါမယ်။ဒါပဲလည်းပြန်ဆန်နိုင်တဲ့အသင်းဖြစ်ဖို့လည်းလိုအပ်ပါလေ။ နေပြအဖွဲ့ဝင်တွေနဲ့ရရှိထားတဲ့အချက်အလက်တွေအားလုံးကိုကျွန်တော်တို့စမ်းစစ်ပါမယ်။အစားမောင်းတွေအားလုံးလည်းသိရှိထားပြီးသားပါ။ဘွဲတွေအများကြီးကစားဖို့ခက်ခဲတော့အစားမောင်းအချို့ကိုလည်းကာကွယ်ပေးရပါမယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။အတွင်းသတင်းပေါ်ကြောင်းလုံနေသူကိုဖောက်ထုတ်သွားမယ်နေပြပိုစတီဂိုလူ။စပါးသင်းရဲ့နေပြကြီးပိုစတီဂိုလူကအခုရာသီအသင်းရဲ့အတွင်းသတင်းတွေကိုပေါ်ကြောင်းလုံနေသူတယောက်ရှိကြောင်းဖွင့်ရပြောဆိုလာပါလိမ့်။ ဂျိုင်းတုံကအွန်လိုင်းမှာတောင်မန်ဇာမာဟိုတိုပဲပရမီယာသင်းရဲ့ယူဘလီကွာတာဖိုင်နယ်ပရမတော့ပွဲစဉ်ကိုလွဲချော်မယ်လို့တရင်းနေထွက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အော်ဒနာဆန်ရွေပြင်းတဲ့တောင်မန်ဇာမာစပါသင်းရဲ့ရန်စင်းမှာပါဝင်ခဲ့ပေမယ့်ပါဝင်နိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။နေပြပေါ်စတီဗိုလူကကလပ်တွင်းမှာသတင်းပေါက်အောင်လုံနေတဲ့သူတွေရှိတယ်ဆိုတော့တန်လျာမရှိပါဘူး။တရားရုံးကသတင်းဖြန့်နေပါလိမ့်။သတင်းပေါက်လာတာနှစ်ပေါက်နေပါပြီ။ပြီးတဲ့နှစ်ကဆလို့ပေါ့။သတင်းလုံအောင်လုံနိုင်ပြီလို့ထင်မှတ်ထားခဲ့တာပါ။ ဒါမှလည်းပဲကွဲပြားတဲ့အခြေအနေမှာဇလိုက်ဆိုတဲ့သတင်းတွေပေါက်နေပါတယ်ဒါကိုကျွန်တော်တို့ဖော်ထုတ်သွားပါမယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါတယ်ဒါပြင်ဩစတြေးလျနိုင်ငံသားနေပြားကပေါက်ကြားနေတဲ့သတင်းစာမျက်နှာမှာကစားမတရားရတဲ့သတင်းဖြစ်ပြီးသတင်းဖြန့်တဲ့သူအောင်ဇာမဒါမှမဟုတ်အေဂျင့်မဟုတ်ကြောင်းလည်းဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါတယ်စပါးတဲ့ဒီဝင်နေမှာတော့ဟူကိုဝေးကွင်းမှာတွားရောက်ရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါတယ် ပရီးမီယာလိဂ်ပွဲစဉ်31အပြီးမှာ38မှတ်နဲ့အဆင်ဆက်လေးနေရာမှာရက်ဒီနေတဲ့စပါးသင်းဟာလာမယ့်အပတ်ဂျာယက်မှာဖရန့်ဘတ်အသင်းနဲ့ယူပါလိဂ်ကွာတာဖိုင်နယ်ဒုတိယကြော့ရင်ဆိုင်စားရအောင်မှာလည်းပဲဖြစ်ပါလိမ့်။ပရီးမီယာလိဂ်ပွဲစဉ်32ရဲ့ဘွဲကြို36ချက်တွေကိုလည်းဆက်လက်တင်ဆက်ပေးကြပါလိမ့်။မန်စီးတီးခရစ်စတယ်ဘဲလီမန်စီးတီးသင်းအတွက်ချန်ပီယံဝင်ခွင့်မျှော်လင့်ချက်ကတော်တော်လေးအရေးကြီးလေးရရှိနေပါလိမ့်။ပုံမှန်အဖြစ်တော့မန်စီးတီးအသင်းအတွက်ချန်ပီယံဝင်ခွင့်တနေရာဆိုတာကောင်းတဲ့ထည့်စရာမလိုတော့တဲ့အနေအထားဆိုရင်လည်းပဲ တရားဒီအချိန်လေးရောက်မန်စတီးအသင်းမှာလေးအမရီများရင်များရင်နဲ့မဘေးစရာမှာစိန်ကားပင်ကို ရောက်သွားနိုင်ရှိရှိနေတာလည်းပဲဖြစ်ပါလေဒီဘက်ကမန်စတီးရင်ကွင်းဆိုရင်လည်းခရစ်စတယ်ဘယ်လီရဲ့အဝေးကွင်းခြေစွမ်းဟာတရားဒီမှာတော်တော်လေးကြောက်စရာကောင်းနေပါလေအဝေးကွင်းပွဲစဉ်တွေမှာဆိုရင်ခန်းစေပိုင်းကောင်းလွန်းသလိုထိရောက်တဲ့တမ်ဘန်နက်စစ်တွေနဲ့ပြိုင်မဲ့အသင်းကိုတော်တော်များများအလဲထိုးခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါလေအော်လေးဟလန်မပါတဲ့တိုက်စစ်ပိုင်းကိုမာမို့ဥဆောင်စားနေပေမဲ့အချိန်ဝါပိုင်းရော နေရာရီပုံပြန်မဲ့ကိုသာစီယူနိုင်ပုံတွေပါ တော်တော်လေးကွာခြားနေတာလည်းပဲဖြစ်ပါလေ။ဒါကြောင့်လည်းမန်စီနိုင်မဲ့ကိုခက်ခက်ခဲခဲရှာဖွေရမယ်ပွဲစဉ်တစ်ပွဲဖြစ်နေပါလေ။ Brighton Leicester တင်းချာနေရအောင်ဆိုတော့ Brighton အသင်းက Champions League ဝင်ခွင့်မျှော်လင့်ချက် ရှိနေသေးတာလည်းပဲဖြစ်ပါလေ။အစင်ကားနေရာကအသင်းနဲ့ရှေ့မဲ့အကွာအနေထားကကိုယ့်အလုပ်ကိုကောင်းကောင်းလုပ်နိုင်ရင် ဖြစ်လာနိုင်ချေရှိနေတာလည်းပဲဖြစ်ပါလေ။ ဒီဘက်ကတော့ Brighton နိုင်ပွဲယူထားရမယ့်ဘက်ပါနောက်ဘက်စဉ်တွေကိုပဲစောင့်ကြည့်ရပါမယ်။ Northern Forest Everton Northern Forest ကအဆင့်၆နေရာက Man City ကို၅မှတ်ဖြတ်ထားပါတယ်။ဒါမဲ့ဒီဒီဘက်ပွဲမှာသာတည်ကြပြီး Chelsea, Newcastle, Man City အသင်းတို့နိုင်ပွဲယူနိုင်ခဲ့ရင်အမှတ်ကတဝဲစားကွာဝေးလောက်ကိုရောက်သွားမှာလည်းပဲဖြစ်ပါလိမ့်။ Northern Forest အနိုင်ကစားဖို့လိုပါလိမ့်။နိုင်ဖို့လည်းပဲရှိနေပါလိမ့်။ Southampton, Aston Villa တန်းစင်းသွားတဲ့ဆာလတန်စီကလည်းသုံးမှတ်ယူထားလိုက်မယ်ဆိုရင်အက်စတိုမီလာအသင်းကအပေါ်ကအသင်းတွေကိုပီအားဆက်ပေးနိုင်တာလည်းပဲဖြစ်ပါလိမ့်။အက်စတိုမီလာအသင်းကချန်ပလီကစားရလို့ပွဲပန်းနေတယ်ပေမဲ့ဆာလတန်ကိုအနိုင်ကစားဖို့တော့မခက်ပါဘူး။အော်စနေဘရန်ဖို့အော်စနေအသင်းကရီယယ်မတ်ထွေအသင်းကို၃ဂိုးပြည့်အနိုင်ယူနိုင်ခဲ့ပြီးတော့ယုံကြည်မှုတွေပိုပြီးအားကောင်းလျက်ရှိနေပါလိမ့်။ဒါပေမဲ့နေပြည်တော်အရွေးမမှားဖို့တော့လိုအပ်ပါလိမ့်။မတူဝေဖို့လည်းလိုအပ်ပါလိမ့်။ ဖြစ်နိုင်မဲ့ဆိုရင်တော့ Premier League မှာပေးချန်ပီယံအိမ်မက်ကိုလက်လွတ်လပ်ခြင်းကလက်တွေကျပြီးပိုပြီးအားဖြစ်စေပါလိမ့်မယ်။ Premier League မှာပေါ်ပေါ်ပါပါပဲကစားပြီးဥရောပကိုပိုပြီးအာယုံစိုက်တဲ့အခြေအနေကိုရောက်နေပြီလို့ကျွန်တော်ထင်ပါတယ်။ Brand Pogo ပဲအကြိုက်ပိုမိပါလိမ့်။ကဘရီတရီကရောဘယ်တဲ့နေကဘလို့ရလက်တွေထွက်ပေါ်သွားမလဲဆိုတော့ခံမှန်ပြောဆိုပေးခဲ့ကြပါတော့တည်စီတယ်ပါလေဘယ်တဲ့မျိုးလုံးကိုစင်းနေပြောင်းချမ်းပါချမ်းသာပြီးဘေးပြန်ဝေးကွာကြပါစေခင်ဗျာ